ဘရက်ဆယ်မြို့မှာနိုင်ငံပေါင်း90ပါဝင်တဲ့အစည်းအဝေးတစ်ခုလက်ခံကျင်းပဖို့ဗြိတိန်နဲ့ဂျာမနီတို့ကြိုတင်ပြင်ဆင်နေချိန်ယူကရိန်းအတွက်စစ်ရေးအကူအညီစတာလင်ပေါင်းတန်450ထပ်မံပေးအပ်သွားမှာဖြစ်ကြောင်းလန်ဒန်အစိုးရကကြေညာလိုက်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်အပေါ်ဖိအားပေးဖို့ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေမှုအဆုံးသတ်ရေးကာကွယ်ရေးအရာရှိတွေစုဝေးကြမှာဖြစ်ကြောင်းဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကပြောပါတယ်။ ယူကရိန်းကာကွယ်ရေးကိုဆက်လက်အားဖြည့်ပေးပြီးရုရှားရဲ့ရန်စားတိုက်ခိုက်မှုကိုတားဆီးရေးမိမိတို့အချိန်မြင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဝန်ကြီးဟီလီကဖြေဆွတ်ပြောကြားခဲ့ပါတယ်။ဒီတင်ကဘေးအမဲစစ်ရေးအကူအညီတွေမှာ drone တွေတန်ချက်ကကားဖြတ်မိုင်းတွေနဲ့စစ်တုံးကားပြန်လည်ပြုပြင်ရေးတို့ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ပေါင်တန်း350လောက်ကိုဗီတင်ကဘေးအမဖြစ်ပြီးတခြားရန်ပုံငွေကိုယူကရိန်းအတွက်ဗီတင်ဦးဆောင်တဲ့နိုင်ငံတကာရန်ပုံငွေအဖွဲ့ကတဆင့်နော်ဝေနိုင်ငံကနေပေးအပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်မှာယူကရိန်းတို့ဗီတင်ကပေးပို့ထားပြီးဖြစ်တဲ့စစ်တုံးကားပြန်လည်ပြုပြင်ရေးနဲ့ထိန်းသိမ်းရေးအတွက်ပေါင်တန်160ပါဝင်မှာဖြစ်ပါတယ်။ အနီးကတိုက်ခိုက်ရေးစစ်ရေးအကူအညီထဲမှာရေဒါစနစ်တွေတန်ချက်ကကားဖြတ်မိုင်းတွေနဲ့အစည်းရေထောင်နဲ့ချီရဲဒရုန်းတွေအတွက်ရမုံငွေထောက်ပံ့မှုလည်းပါဝင်ပြီးတန်ဘိုးပေါင်တန်း250ရှိကြောင်းပြည်တိုင်အစိုးရကပြောပါတယ်မိမိတို့အုပ်စုရဲ့ကြိုးပမ်းမှုကယူကရိန်းကိုအတက်နိုင်ဆုံးအားအကောင်းဆုံးအနေထားမှာရှိစေရေးအရေးကြီးကြောင်းဗီဒင်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်2025ခုနှစ်ဟာယူကရိန်းအတွက်အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ဝန်ကြီးဟီလီကပြောတာပါ ပြည်တိုင်ကယူကရိန်းအတွက်စစ်ရေးအကူအညီတွေအများကြီးပေးအပ်ခဲ့ပြီးနောက်မှာအခုလိုစစ်ရေးအကူအညီထပ်မံထွက်ပေါ်လာတာပါပြီးခဲ့တဲ့လမှာလန်ဒန်မှာဥရောပကောင်ဆောင်တွေအစည်းအဝေးကျင်းပခဲ့ပြီးနောက်ယူကရိန်းနဲ့ပေါင်း1.6ဘီလီယံတန်ဖိုးရှိဒုံးကျည်သဘောတူညီမှုတစ်ခုကိုဒီတိုင်ဝန်ကြီးချုပ်ကီယာစတာမာကကြေညာခဲ့ပါတယ်။ဥရောပလုံခြုံရေးနဲ့ပတ်သက်လို့အမေရိကန်နောက်ဆုတ်သွားပြီးနောက်ပိုင်းဗီတင်ကဥဆောင်ပြီးယူကရိန်းကိုကူညီဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။